ရန်ပြည်သက်ပါတီဥက္ကဋ္ဌပိုင်ဆိုင်တဲ့လေးပွင့်ကျဲကုမ္ပဏီဟာပရာတောင်းဆွေမျိုးစုဥက္ကဋ္ဌဒုဥက္ကဋ္ဌနာယကနဲ့လူငယ်အတွင်းရေးမှုတို့ကိုဖမ်းဆီးခေါ်ဆောင်ထားပါတယ်။ဒါကြောင့်ဒီနေ့မေလ16ရက်ညနေ4နာရီနောက်ဆုံးထားပြန်လွှတ်ပေးဖို့ပရာတောင်းဆွေမျိုးစုဗဟုကော်မတီကထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့မေလ16ရက်ကပရာတောင်းဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စုဒုဥက္ကဋ္ဌဥပမောင်ပရာတောင်းဆွေမျိုးစုလူငယ်အတွင်းရေးမှုခွန်ခိုင်မင်းနိုင်နဲ့နာယကဦးအားတို့တို့ကို တိကျိတ်ကျေးရွာမှာလေးပွင့်ကျဲကုမ္ပဏီလုံခြုံရေးတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါဖမ်းဆီးခံရတဲ့ဆွေမျိုးစုခေါင်းဆောင်တွေနဲ့လည်းအဆက်အသွယ်တစုံတရာမရတဲ့အပြင်ပြန်မလွတ်လာသေးတာကြောင့်သူတို့ရဲ့လုံခြုံရေးကိုအရန်စိုးရိမ်တဲ့အကြောင်းမနေ့ကထုတ်ပြန်ပါတယ်အဲ့ဒီလိုဖမ်းဆီးတဲ့လောက်ရက်ကပရာတောင်းဆွေမျိုးစုနဲ့ဒေသခံပြည်သူတွေရဲ့သဘောထားကိုလစ်လျှူရရောက်တဲ့အပြင်ကယန်းပြည်သူလူထုအလုံးကိုချင်းချောက်တဲ့လောက်ရက်ဖြစ်တာကြောင့်ပရာတောင်းဆွေမျိုးစုဗဟိုကော်မတီကအပြင်းထန်ရှုံချတယ်လို့ဖော်ပြပါတယ် ပြီးတော့အဲ့ဒီဆွေမျိုးစုခေါင်းဆောင်တွေနဲ့လေးပွင့်ကျဲကုမ္ပဏီကတာဝန်ရှိသူတွေရဲ့ညှိနှိုင်းမှုတွေကနေရလာတဲ့သဘောတူညီချက်တွေကကြံနေသေးတဲ့အတွက်ဗဟိုကော်မတီဝင်ဒေသခံပြည်သူလူထုနဲ့တပိတ်ဥဆောင်ကော်မတီကလုံးဝအတိမတ်ပြုမှာမဟုတ်ဘူးလို့လည်းဖော်ပြထားပါတယ်။တစုံတရာဆွေးနွေးညှိနှိုင်းခြင်းဖန်ထားတဲ့ဆွေမျိုးစုခေါင်းဆောင်တွေကိုတတ်မှတ်ထားတဲ့အချိန်အတွင်းပြန်လွှတ်ပေးဖို့လေးပွင့်ကျဲကုမ္ပဏီကတရားမျှတပြီးပွင့်လင်းမြင်သာမှုရှိတဲ့တကားဖွင့်ဆွေးနွေးညှိနှိုင်းမှုမျိုးကိုပဲလုပ်ပေးဖို့ ဘ ഹു ကောမဒီကတိုက်တွန်းလိုက်ပါတယ်။ဒါအပြင်ပြည်သူတွေရဲ့သဘောဆန္ဒကိုလေးစားလိုက်နာဖို့နဲ့သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုအမြန်ဆုံးပွင့်လင်းမြင်သာမှုနဲ့ဖြည့်ရှင်းဆောင်ရွက်ပေးဖို့လည်းတောင်းဆိုထားပါတယ်။ဒီတောင်းဆိုချက်တွေကိုလေးစားလိုက်နာတာမရှိရင်တော့နောက်ဆက်တွဲဖြစ်လာမယ့်အကျိုးဆက်ကိစ္စအဝါဝါကိုပရာဒေါင်းဆွေမျိုးစုဘ ഹു ကောမဒီကတာဝန်ခံမှာမဟုတ်ဘူးလို့လည်းအသိပေးထားပါတယ်။အခုလိုပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်တွေကိုဖမ်းဆီးသွားခြင်းက လူအခွင့်အရေးချိုးဖောက်မှုဖြစ်ပြီးအယက်သားပြည်သူတွေအတွက်လုံခြုံရေးအရာကြီးမားတဲ့ချိန်ချမှုကိုဖြစ်စေတဲ့အပြင်လူကုံတိတ်ခါနဲ့ဆန့်ကျင်တဲ့လုပ်ရက်ဖြစ်ကယန်းလူအခွင့်အရေးအဖွဲ့တွေကယူဆပါတယ်။ကယင်းဒီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ်မော်ဝီကလည်းကယန်းပြည်သက်ပါတီဥက္ကဋ္ဌအနေနဲ့ဖမ်းထားတဲ့လူငယ်2ဦးနဲ့နာယက2ဦးတို့ကိုပြန်လွှတ်ပေးပြီးတနတ်ပါဝါမပါဝင်တဲ့ညှိနှိုင်းမှုမျိုးကိုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့တိုက်တွန်းလိုက်ပါတယ်။တိကျိတ်ကျေးရွာမြင်းမထီတောင်ပေါ်မှာ ကယန်းပြည်သက်ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့လေးပွင့်ကျဲကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီဖြစ်တဲ့ Mr. Wan ကုမ္ပဏီတို့ကအကြီးအစားတက်တူတူဖော်နေတယ်လို့သိရပါတယ်။မြင်းမထီဒေတာကကယန်းပြည်သက်ပါတီရဲ့ထိန်းချုပ်နယ်မြေအတွင်းမှာရှိတာပါ။အဲ့ဒီမြင်းမထီတောင်မှာပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အကြီးအစားခဲတက်တူတူဖော်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီးဒေတာကန်ပြည်သူတွေရဲ့သဘောတူညီမှုမရှိဘဲဖော်ဆောင်နေတဲ့အတွက် Proton ဆွေမျိုးစုကစံတာထုတ်ပေါ်ခဲ့ကြတာဖြစ်ပါရဲ့ရှင်။